အခုတင်ဆက်ပေးမယ့်သတင်းကတော့တိဆောက်ဆဲဘရင်တော်ကုန်းကျော်တရရဲ့ပင်မကွန်ကရစ်တိုင်လောင်းမှုပြင်းထားတဲ့တန်ဖရင်ပြိုချခဲ့တဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။တမိုင်းကနေလှိုင်းတရာကိုချိတ်ဆက်ထားတဲ့တိဆောက်ဆဲဘရင်တော်ကုန်းကျော်တရရဲ့ပင်မကွန်ကရစ်တိုင်လောင်းမှုပြင်းထားတဲ့တန်ဖရင်ပြိုချမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဲ့ဒီပြိုချမှုဟာမနေ့ကညနေ၄နာရီခွဲခန့်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ။တမိုင်းကနေလှိုင်းသားရကိုဆက်သွယ်မဲ့အဓိကပင်မကွန်ကရစ်တိုင်အမှန် PC 18ကိုကွန်ကရစ်လောင်းမှုပြင်ထားတဲ့တန်ဖရင်ကပြိုကျခဲ့တာဖြစ်ပါတယ်။ဒီလိုဖြစ်ပေါ်ရခြင်းမှာလုပ်ငန်းခွင်အတွင်းအသုံးပြုလျက်ရှိတဲ့ကရိန်းမှတိုက်မိခဲ့တာကြောင့်ဖြစ်ပြီးဆောက်လုပ်တဲ့အရေအသွေးမပြည့်မီခြင်းကြောင့်မဟုတ်ဘူးလို့တာဝန်ယူတိစောက်နေတဲ့ FMI ကုမ္ပဏီမှပြောရေးဆိုခွင့်ရှိသူကိုမြင့်ကျော်ကပြောကြားခဲ့ပါတယ်။ဖြစ်စဉ်ကိုတွေ့ရှိခဲ့သူတဦးက အကြီးအကျယ်တိုက်တာမဟုတ်ဘဲလဲကျသွားတာကြောင့်တိဆောက်မှုတွေကိုအနှဲငယ်ဆိုရင်မိကြောင်ပြောကြခဲ့ပါတယ်။ဒါအပြင်ပြောကြခဲ့တဲ့အတိုင်းကအောက်ခြေကွန်ကရစ်လောင်းနဲ့အဆင်အထိပဲရှိသေးပေမဲ့အပေါ်တန်တိုင်တွေအများပြားတင်ထားတဲ့အတွက်ကြောင့်ခံနိုင်ရည်အားမရှိခဲ့တာလည်းဖြစ်နိုင်တယ်လို့ဆက်လက်ပြောကြခဲ့ပါတယ်။ဘရင်အောင်ကုန်းကျော်တရာကို2012ခုနှစ်ဇွန်လအတွင်းကစပြီး FMI ကုမ္ပဏီမှအဓိကတာဝန်ယူတိဆောက်ခဲ့ပြီးခမန်းကုန်ကြောင်ငွေကျပ်26ဘီလီယံခန့်ရှိမယ်လို့ရန်ကုန်မြို့တော်စီမံသားရဲကော်မတီကနေသိရပါရရှင်။